ဗီဒီယိုပရိသတ်များသောမင်္ဂလာပါရှင်ဒီတစ်ပတ် Fan Plus Star Season မှာဘုရားအထူးဖိတ်ခေါ်ထားတဲ့ဧည့်သည်ကတော့အတျောက်ဆောင်နေနေလဲလောက်ကင်နေတယ် Content Creator နေနေလဲဒါပရိသတ်တွေအဝေးမှုအများကြီးရရှိနေရပေါ့ဒါဇင်းမင်းဆိုပဲဖြစ်ပါတယ်ကြောင်းသွားမလို့ကြောင်းသွားတာနင်အဲ့ပုံစံနဲ့သွားမယ်ဟုတ်လားငါနင်းနေလေးအလုံးမရှုပ်လိုက်နဲ့နော်နင်ငါမအားရင်မအားတော့နင်လှုပ်ချင်ရရင်လှုပ်တာမင်္ဂလာပါမင်္ဂလာပါအဲ့ဆိုကိုအာဒီဒီ season လေးကိုကြည့်ဘူးလား ခြေဘူးတယ်ညနေညနေထအောင်လည်းခြေဘူးတာဟုတ်ဟုတ်ဟုတ်ပါပြီအဲ့ဆိုဒါမင်းကုန်းလေးကြီးဖြေရမှာပေါ့နော်ဒါကတော့အကျဲမှာဆိုလို့ရှိရင်မင်းကုန်းနေအများကြီးပြင်ဆင်ထားတယ်အဲ့ဒီကနေမှမဲနိုင်ပြီးဖြေရမှာပေါ့နော်ဟုတ်ကဲ့ဆိုတော့ပထမဆုံးဒါမင်းကုန်းလေးကြီးဖြေခင်မှာလက်တလောဒါနုပညာလုံရှောင်းမှုနေနေဆိုဘာရှိလက်တလောကတော့အကိုအိမ်မှာပဲကိုရိုက်ကိုရိုက်ကိုပြင်ကိုတင်ပေါ့ကိုကြိုက်အဲ့ဒါတခြားဟာတော့မရှိသေးပါဘူးတခြားဟာဟို ရိုက်ပြီးသားဟာကြီးပဲမထွက်မထွက်မထွက်လည်းထွက်လည်းမထွက်သေးဘူးကောနော်ထပ်ပြီးရိုက်တာလည်းမရှိတော့ရှိသေးဘူးရုပ်ရှင်ဇာကားကြီးရောလာဖို့ရှိလားရုပ်ရှင်ဇာကားကြီးကအာလာဖို့တော့ရှိနေမှာလေဘယ်တော့လာမလဲတော့ကိုယ်ကမပြောတော့ဘူးပြောရတဲ့ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဒါဘေကွန်လေးစားဖြေလိုက်တော့ Okay Okay ပါပထမဆုံးဘေကွန်နှက်လိုက်ပါအဲ့နော်ကိုယ်ဟဲ့မိုက်ဝင်မှာအဲ့ကျွန်တော်ဖွင့်မယ်အဲ့ဒါဒီမှာကိုအောင်မေးနေတာရှောက်မေးပါမလို့လေ။ဟုတ်ပါဘူး။ဒါပါ။ငငယ်အားတဲ့အញ្ញံဆုံးဘာသာရဲ့ဆိုရင်မဖြစ်မလဲတဲ့ ငယ်ငယ်ကအညံဆုံးဆိုရင် um ဟာအားလုံးတော်နေရလားဟုတ်ဟုတ်အားလုံးမတော်နေရငယ်ငယ်ကဆိုတော့ကိုကဟိုငယ်တော့နေဘက်မှာကြောင်းတက်တာဆိုတော့အာဘာသာဆုံးလို့လို့မှာအားနေတာပေါ့နော်ကိုကိုတန်းလောက်မှာဒီရန်ကုန်ဘက်ကိုကြောင်းပြောင်းပြီးမှကြောင်းတက်တဲ့အတွက်ကြောင့်ဟိုအရင်တော့ငယ်ငယ်တော့ဆိုရင်တော့ဘာသာဆုံးကိုကချက်ဝိုက်တယ်မှာကိုကပါတယ်နမို့အခြေခံမကောင်းတာတွေပါနေတယ်ဆိုတော့ဒီရန်ကုန်ကိုတန်းရောက်မှာအကိုတော်တော်လေးလိုက်ယူလိုက်ရတယ်အဲ့တော့အဲ့လိုတီးသန့်ကြီးကြောက်တဲ့ဟာမျိုးဆိုတာတဲ့အကုန်လုံး ကြောက်နေမလာတဲ့ဟိုမလာတဲ့ကြောက်ပါဆုံးထူးကြောက်နေအာအခုလိုဒါထူးကြောက်တဲ့အကြောင်းလားလေတွေ့ရတယ်ဝန်တော့ဝန်တော့အဲ့နော်ရမေကိုလေးပူလာနိုင်ပြရမလားအဲ့နိုင်နိုင်ကောင်းလေးโอเคโอเคကံစရမိနေတဲ့သူနိုင်ကိုနိုင်ဟုတ်ကဲ့နောက်ထပ်အာမေကွန်ကကြတော့အာတရုပ်ဆောင်တာမလုပ်ဖြစ်တော့ရင်တဲ့ပလန်ဘီအနေနဲ့မလုပ်ဖို့ရှိတယ်ကိုဘာလို့မှဆိုအကိုအကိုနဲ့အတူတူကိုတင်းမောလိုက်ရမယ်လို့ထင်တယ် အကိုကဒီအကိုအကိုအကိုကအရင်ဆုံးသွားတာဆိုတော့အကိုနောက်ပိုင်းအကိုက70လမ်းဒီပိုင်းကြာအကိုကနောက်ပိုင်းသူနဲ့သူတန်းတူပါတော့တန်းတူတော့ကတော့အဲသွားလည်းရှိရမရဘူးကွာလည်းရှိရမရဘူးဆိုတဲ့အတွက်ကြောင့်တန်းလူဖြစ်နေတဲ့အတွက်ကြောင့်ကွာတန်းလူဖြစ်နေတဲ့အတွက်ကြောင့် तू ကလည်းဘာလို့ရမလဲ तू ကနုပညာပါကွာနောက်ပေါ့ तू က ADS က तू ကစကားနည်းနည်းအကိုကကြတော့မရဘူးကွာဒီ entertainment ကိုကွာသဘောကြတော့အဲ့တော့ဘာလို့ရမလဲတွေ့လိုက်တဲ့ချိန်မှာမိဘတွေကလည်းအကုန်လုံးကအဲဒီရေရမရေရတဲ့လမ်းထက်ကွာကိုရေရတဲ့လမ်းကိုပေါ့သူကရွေးသေးတယ်ဒါပေမဲ့ကွာကြတော့ ဒါကြီးကိုပဲကိုကအာတန်နေရဖြစ်တဲ့အတွက်ကြောင့်ဟို plan B အနေနဲ့သွားပြမယ်ဆိုရင်တော့အကိုမလုတ်ချင်မနဲ့ယူရမယ်လို့ကတင်မောတက်ရမယ်လို့ဖြစ်တယ်။အော်တင်မောပေါ့ပေါ့။ဟုတ်တယ်တင်မောပေါ့။သမင်ရှိင်းနေ။သမင်ရှိင်းနေ။ကောင်းပါလိမ့်ရှင်။ဟုတ်ပါပြီအဲ့ဆိုရှင်နောက်ထပ်မေးခွန်းလေးပါလိုက်ရအောင်နော်။သမင်ခွန်းလေးကျွန်တော်နိုင်ပေးမယ်။နောက်မေးခွန်းတစ်ခုကကြတော့ကိုလုံးဝမရွေးချယ်ဘူးလို့ဆုံးဖြတ်ထားတဲ့မိန်းကလေးထိုက်။ဘင်းကကောင်းပါလိမ့်။ကိုလုံးဝမရွေးချယ်ဘူးသူကအကွာမှန်တယ်ပြောရင်ကွာ။ အခြေအရေးမှာလည်းအတကြီးပေါ့နော်အတကြီးမယ်အဲ့ဒါညီမလေးပြောတဲ့ဟိုဟာမလိုချင်တဲ့တိုက်ဆိုတာလိုချင်တဲ့တိုက်လေးကိုပြင်ပြောကြည့်မယ်အကိုက100%ပြောကြည့်ပါဦးနော်ကိုဒါပေမဲ့ကိုလိုချင်တဲ့100%အလုံးကမဖြစ်နိုင်ကိုကအတတရန်ကြည့်တယ်ဟိုတကယ်ချင်းနေကြမှာအောင်ကိုချစ်သူပေါ်မှာအောင်ကိုအဲ့လိုမျိုးအတကြီးရတယ်မှာပါတယ်အကိုလိုချင်တဲ့ main ကြီးကကျတော့လိုမျိုးဟိုအပျော်ပါတိတ်မမန်းအောင်ကိုတိတ်တိမ်မွေ့မွေ့လေးနေရမယ်နောက်ပြီးတော့ဟိုဘယ်လိုပါမဖြစ်နိုင်ကိုကကိုလိုချင်တာပြောပြတာနော် ဘယ်လိုညာပြောပြတာကိုကိုမကိုဖြစ်နေရမယ်လူမျိုးပေါ့နော်အဲ့လိုကိုအိုက်ဒေါ်ထားရင်တော့မှနည်းနည်းဇီတာကြောင့်လည်းမပါဘူးအဲ့တော့အိုက်ဒေါ်ထားရကွာမင်းအိုက်ဒေါ်ထားရမင်းဘာလို့ထားလဲသရုပ်ဆောင်ထားရလားအစိုးရထားရလားတန်စာထားရလားဟုတ်ပြီမင်းသရုပ်ဆောင်အဲ့သရုပ်ဆောင်မင်းဘယ်ကကြည့်ဘူးလဲဘာကိုကြိုက်တာလဲငါ့အဲ့လေတက်တည်ပြမဟုတ်ဘဲနဲ့အိုက်ဒေါ်မထားနဲ့မင်းကသူ့မျက်နှာကိုကြိုက်တာလားသူ့ရဲ့ဘော်ဒီကိုကြိုက်တာလားဒါမင်းကတက်တက်ယူယူလို့ကြိုက်တာဖြစ်သွားအဲ့လိုမျိုးအကွာအလုံးကိုဈေးသားကြောင့်လည်းပါတယ်ကွာအဲ့လိုတဝင်းတွေ့တဲ့မှာလည်းပါဖြစ်နိုင်တော့မအောင် အကောအဲ့လိုကိုရွေးချယ်မိန်ကလေးဆိုလို့ရှင်တော့လုံးဝတကယ်ဟိုဘိုင်းကောင်းကြောက်ပြီးပုံစံမျိုးဖြစ်မယ်ဟုတ်တယ်ဘိုင်းကောင်းကြောက်ပြီးဆိုတော့လေကိုလုံးနေတဲ့အလုပ်ကိုလည်းနားလဲပေးရမယ်ပြီးတော့အဲသူ့ကိုလည်းအမိုင်ပါကိုလုံးတဲ့လုံးလုံးတင်နောက်မှာကိုစိတ်ချခြင်းတော့တင်မှာကိုမကိုဖြစ်နေတဲ့လူမျိုးလည်းမျိုးတော့လိုချင်တယ်ဆိုတော့ဒါအနုပညာလောကတွေရဆိုရင်တော့တိတ်မဖြစ်နိုင်လောက်ဘူးလို့ထင်တယ်။อืมဟုတ်တယ်။ဒါပေမဲ့ကိုယ်ရဲ့စိတ်ကူးထဲမှာလည်းအနုပညာတွေကအဲရွေးပြမဲ့လို့လည်းကိုမထင်မထင်ဘူးနော်။ ဲဆိုအကိုပြောတဲ့ type မျိုးနဲ့ကျတော့အနုပညာသမားနဲ့ကျရင်နည်းနည်းကွဲလွဲနေမယ်လို့ကျင်တယ်အဲ့တော့အနုပညာတွေကရွေးပြမယ်ဆိုရင်အမကိုလိုချင်တဲ့ type ပုံစံမျိုးဖြစ်ရင်တော့ဆင်ပြေမယ်ဟုတ်ကဲ့ကိုကိုရိုင်းတဒီလိုလုပ်နေကိုတခြားဟာကြီးကျတော့ကိုကိုရိုင်းလည်းနားလည်းမရှိရဲ့အရာမျိုးရှိရဲ့ဟုတ်ပါပြီအဲ့ဆိုရှင်တာနားတော့မင်းကိုလေးသွားလိုက်အောင်ပါနော်စိတ်ခက်ကြောက်ပါဘူးကဲတော့မင်းကလေးရိုက်ခံရအောင်ကဲနောက်ထပ်မင်းကတို့ကကြတော့ ကိုတွဲပြီးတော့တရုပ်ဆောင်ခြင်းနဲ့ဒါကိုအရန်သဘောကျရယ်ပေါ့နော်အမျိုးသမီးတရုပ်ဆောင်ဆိုလို့ရှိရင်ဘာသူဖြစ်မလဲဘာဖြစ်လို့လဲမဟုတ်ဝယ်ဖြစ်ဖြစ်နေမှာမဟုတ်လေဖြစ်နေဆိုတော့ကိုကဟိုသူ့ရဲ့တရုပ်ဆောင်ပုံစံမျိုးကြီးကြတယ်ကိုငယ်လေးကလည်းမဟုတ်အာမိဘအိမ်နဲ့တူတူပြီးတော့မှအားပေးတဲ့ထဲမှာလို့နေနေရရုပ်ရှင်လေးတွေမှာသွားပြီးကြည့်ပြီးအဲ့လိုအားပေးတဲ့ထဲမှာမဟုတ်ဝယ်ပါတယ်ပေါ့နော်အဲ့လိုမဟုတ်အဓိကကိုရဲ့ senior တယောက်အနေနဲ့ကိုကဟိုတွဲပြီးရဲချင်အောင်နော်ဒီတိုင်းအရန်လာတယ်နော်အမအဲ့လိုအခုချိန်ဒီကိုလာနေတော့မယ်ဒါပေမဲ့ကိုတွဲရဲဖို့ကတော့မဖြစ်နိုင်သေးဘူး ဖြစ်နိုင်တယ်ပါဖြစ်ဖြစ်ချင်တယ်ဖြစ်နေဖြစ်လာမှာပေါ့နော်ဟုတ်တယ်မလားတကယ်ပြောအမကကျွန်တော်လည်းအရင်သဘောကျတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ fashion ကလေ fashion မော်အောင်နေလို့ခံစားရတယ်ဘာလို့ဝလာကဲအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်မိန်းကောင်းလေးထပ်သွားအောင်ကဲဆက်ကဲပါဗျာကိုယ့်ကိုဖိုက်ကြည့်လိုက်တော့ဒီမှာလေးကိုပေါ်နေပါโอเคပါဗျာ hidden talent ရှိလားတဲ့အဲ့လိုမျိုးကိုယ်မှာအာကိုယ်ကတော့အာပကြီးဆွဲပကြီးဆွဲပကြီးဆွဲကိုယ်အဲ့လိုကတ်တုန်းတွေပါရေးရတယ်ဝန်သာပါတယ် အဲပကြီးဆွေးရတဲ့ပွားနဲ့ပါအဲ့လိုဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့အသက်မူဝမ်းကြောင်းလောက်ဖို့ရှိလားအကိုနောက်ပိုင်းတော့အဲ့လိုမျိုးအသက်မူဝမ်းကြောင်းရလို့မဟုတ်ဘူးခနဲ့အကိုဒီလိုအကိုဘယ်လိုပြောရမလဲကိုနေရာဒေတာကြားလေးပြတ်သွားရင်ကိုကိုအခန်းထဲမှာကိုကိုရဲ့ decoration နေရလို့မျိုးကိုပကြီးလေးကိုဆွဲပြီးတော့စင်ဂျင်နာမျိုးကြီးတော့ရှိရပါတော့။အဲ့ဒါပေါ့အငယ်တော့ဆိုလို့မျိုးဟိုဒီကောင်ကိုကိုဝါကြံဒီအနုပညာဟိုဘက်ကိုမလာခင်မှာကိုအရန်ဝါနာပါအေပကြီးဆွဲရအောင်အရန်ဝါနာပါ။ကြောက်ကိုဦးလေးရတယ်အဲ့လိုမျိုးပုံဆွဲရပါညာတော့ဆိုတော့ရွာဖုံးကြောင်းနေမှာအဲ့လိုမျိုး ကျောင်းထဲမှာကွာပညာပေးဟိုလိုဗကြီးခိုင်းဆွဲချင်းစင်ကိုကတော်တော်ကြည့်တော်တော်ကြည့်အိမ်ကိုပြေးပြေးပြီးဆွဲရအိမ်နဲ့ဖုံးရနေနေလေးကိုတော့ပြေးလိုက်ဒီဘက်ဆွဲလိုက်ဦးလေးစူမာလိုက်ကြောက်တာဝက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်အဲ့လိုအော်အဲ့ဆိုရင်ဒါဗကြီးဆွဲရတာဟုတ်တယ်ဆိုဘေးအရွယ်လောက်ကလေးရစားပြီးအဲ့လိုဘေးအရွယ်လောက်ကလေးဆိုကိုသုံးတန်းအာဟုတ်တယ်အဲ့လိုငယ်လေးတာကိုအရင်တော့ကိုဆရာမကြီးဆိုရင်အဲ့လိုမျိုးတိတ်ပံနဲ့အဲ့လိုမျိုးဘာသာရေးဆိုင်ရာလိုမျိုးပုံနေဆွဲရမယ်ဆိုကိုလာပြီးတော့ဆွဲခိုင်းကြတယ် အဲ့ဒါထူးကျွန်တဲ့ talent တခုပေါ့နော်ဟုတ်ပါပြီရှင်အဲ့ဆိုရှင်နောက်တော့မေကွန်လေးတော့လိုက်အောင်နော်โอเคနောက်မေကွန်တခုကကြတော့ရွေးချယ်ခိုင်းတာပေါ့နော်အတိတ်ရဲ့ပြစ္ဆုတ်ပိုင်းအနာဂတ်ဆိုဘယ်အရာကိုရွေးချယ်မလဲအနာဂတ်ကိုရွေးချယ်မှာပါခင်ဗျာဟုတ်လားအတိတ်ကပြီးခဲ့ပြီလေကိုကအဲ့လိုကြီးရေးသားဆိုင်တော့မှကိုအဲ့လိုမျိုးအတိတ်ကြောင်းလေးပြောရင်ကိုရန်ဟိုမကြိုက်ဘူးပါသေးလားကိုကဒါကိုရီစတွေ့ပြီဆိုပြီးကဒီပြစ္ဆုတ်ပိုင်းမဆိုင်တော့ဖြစ်ခဲ့ရတာမဆိုင်တော့ကိုကအဲ့ကျွန်တော်သူကြောင်းလည်းမမေးဘူးကိုကြောင်းလည်းမမေးဘူး ကြည့်ဘာမလိုပဲပြဿနာတက်မှာလေဟုတ်တယ်ဟုတ်တယ်နာကောက်တောင်းမှာစကားရပြဆိုပြဿနာပါဘာဘယ်လိုမနေရလဲနေတော့နေပါတော့အနေနဲ့စီပေါ့နည်းနည်းစီပေါ့ဒါပေမဲ့အဲ့လိုအချို့ကြရရှိရလို့အနာဂတ်ကိုပို့ပြီးတော့မှန်းကြရလို့ရှိတယ်အချို့ကြလည်းအတိတ်ကိုပြန်ပြီးတော့တွားပြီးတော့မှဟုတ်တယ်ပြန်ပြင်းနေတဲ့သူအများကြီးရှိရကွာတဲ့ကိုပြန်ပြင်းနေတဲ့ထဲမှာတော့မပါဘူးပေါ့မပါဘူးကိုဖြတ်တန်းခဲ့တဲ့ထဲမှာတော့ကိုတက်နိုင်တဲ့တော့ကိုကျင်းနေတဲ့လိုကိုဒီဘွားရုပ်ပြောပြောဖြတ်တန်းခဲ့တာများတော့နောက်ထပ်မေးခွန်းတစ်ခုကကြတော့ ကိုကပေါ့နော်ပြင်သင့်တယ်လို့ထင်ပေမဲ့အခုထိမပြင်နိုင်သေးတဲ့မကောင်းတဲ့ကိုယ့်ရဲ့အကျင့်တစ်ခုဆိုပါဖြစ်မယ်အချင်းကဆော့ဆော့ပြအတက်ကြီးရတယ်ကိုတငယ်ချင်းညမှာလည်းအတက်ကြီးရတယ်ဆိုတော့ဟိုတကောင်မေးတယ်ညမှာလည်းလျှမ်းထအောင်လို့ပြောဆိုတာကိုအရင်အတက်ကြီးရအာသူ့ကိုအဲ့လိုမျိုးဘယ်လိုမှမကောင်းတဲ့တောင်လည်းမရောက်စေချင်ဘူးလို့ပြောတော့အဲ့လိုပြောမလားဆိုမလားဆိုတော့တိမလားကိုအတက်ကြီးရကွာတငယ်ချင်းညမှာလည်းကိုကဘယ်သူနဲ့မပေါင်းနဲ့ကိုကမကြိုက်ရမျိုးရှိတယ်အဲ့လိုမျိုးဆိုတော့အတက်ဆန်အဲ့ကိုကကိုကမကောင်းမနဲ့ကွာအတက်ဆန်နေရမျိုးဆိုဆိုမျိုး ဟိုပြောတဲ့100%အမေကလေးမျိုးအဲ့လိုကိုအရန်အတက်ကြည့်နေတာအဲ့အတက်ကြည့်တာကိုမကောင်းမနဲ့သိအဲ့အတက်ကြောင့်လည်းကိုတစ်ခါရေးအများကြီးတည်းရောက်ခဲ့ပြီပြီအဲ့ဒါကိုလည်းမလျှော်သေးရပါဘူးအဲ့လိုအခုလေးလည်းပြင်လို့မရဘူးဟုတ်တယ်ဟိုစူးစမ်းပြီးပြင်ပါသေးတယ်ဒါပေမဲ့မရဟုတ်တယ်ဘယ်လိုပြောရမလဲမသိဘူးနှလုံးသားထဲကိုမကောင်းတာပေါ့ဒီကတခုခံစားရပြီဆိုအဲ့အတက်ရေးတော့ကောဘာကြီးလောင်နေမှမသိဘူးကြောက်ထက်လောင်နေဟုတ်ပါပြီဒါအတက်ကြီးရဲ့ကောင်းလေးတယောက်ပါပေးချင်းပြန်ပြောပြောတဲ့ကို့အတွက်အမြဲရှိရတဲ့အလွဲတစ်ခုတောင်မှလို့ရှိရင်အဖြစ်ပြက်တစ်ခုဆိုလို့ရှိရင်မဖြစ်မလဲ အဲ့လိုကတော့ကိုကဘလို့အများသောဖြင့်ပြောပြောပြတ်တဲ့သူဖြစ်တော့ကြာဟာတရတော့အများကြီးပဲပေါ့အာအခုမေကိုဒီအကိုဒီခုချိန်ဒီအဲ့လိုမျိုး convert လုပ်ကြည့်တဲ့အချိန်မှာဟိုကြည်ရတဲ့ကိစ္စတွေရပါတယ်ဆိုတော့ကိုငယ်တုန်းကအဲ့လိုမျိုး lution တော်ကြီးကြည်ရအရင်ကလာပါတယ်ဘာလို့စပွဲကြီးပိုင်းလိုက်ကြည်ရအောင်လာပါတော့ဘာပါလဲ sign လေးပိုင်းကြည့် sign ရဖုန်းနဲ့ record ပြန်အဲ့ lution တော်ကြီးတိုင်းလိုက်ကြည့်အဲ့ကျွန်တော်အရင်မေပါပြောလို့ဆိုငင်ကြည့်တိုင်း lution တော်ဖြစ်မယ် lution အခုလည်းဖြစ်နေပါတယ်အဲ့အလေးရတော့မှတ်တရပါပဲအခုတစ်ချိန်ဟိုနားထဲမှာရကြတယ်အဲ့တော့ဒါပေမဲ့ အကွာဒီဘက်ပေါင်ကြီးလည်းမကြောက်မရောက်အောင်ကိုတရုတ်ဆောင် line ထဲမှာလည်းရှိနေအောင်ဆိုပြီးတော့ဒီ role လေးတော့ထိန်းထားအောင်ဒါပေမဲ့သူပြောတဲ့ဟာနဲ့အခုဖြစ်နေတဲ့ဟာနဲ့ကနည်းနည်းလေးတိုက်ဆိုင်နေတဲ့အတွက်ကြောင့်အမြဲတမ်းတော့ရည်နေရတာပေါ့အာတကယ်လည်း lution တော့ဖြစ်နေတယ်ပေါ့ lution တော့တကယ် lution တော့ဒါမျိုး joker လား joker ကြောက်တာသိရမလား तू ကအဲ့ဖြစ်မယ်အတွင်းကကြေကွဲနေတယ်ပြန်မလားအဲ့လိုမျိုးတော့မဟုတ်ဘူးမလားမဟုတ်ပါဘူးအတွင်းကမြောင်ခွီးမြောင်ပေါ့ဟုတ်တယ်အခုကဟိုပေါင်းတဲ့တကယ်ချင်းတွေရောအာအကုန်လုံးကအဲ့လိုပျော်ပျော်ပဲနေတတ်ကြတယ် ဟာအခုလုံးပုံမှန်နေနေပဲမဟုတ်ရင်ကိုတိုက်မတူဘူးဆိုရင်တော့တချို့ကအဲ့လိုမို့ကိုမုံသွားတော့မဟုတ်ဘူးဒါပေမဲ့ဟိုပိတ်ပောင်းလို့မရတော့ဟာမျိုးရရှိအဲ့လိုရှင်ကိုကပြပြပေါ်ပါပဲနေရာတိုင်းဟာဟုတ်ပါပြီအဲ့ဆိုရှင်တော့ဒါအာမိကုန်းနေရာကုံသွားပြီပေါ့နော်ဆိုတော့အခုလိုမျိုးလာပြီးတော့ဖြေကြပြီကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်အာဆိုတော့အကိုရဲ့ပြိသက်တွေလည်းရှိမှာပေါ့နော်ဒါအကိုအားပေးနေတဲ့ပြိသက်တွေကိုပြောချင်တဲ့စကားလေးရှင်ပြောပြပါအာဆက်ပြီးတော့အားပေးပါထပ်ပြီးတော့အဲလောက်စရာတွေလည်းအများကြီးရှိပါသေးတယ်တနေ့ ကိုချက်တဲ့သူတွေနဲ့အတူအောင်ပဲခံကြပါလေ။အဲဆိုလို့ရှိရင်တော့ဒါနှုတ်ဆက်မဲ့အချိန်ပဲဖြစ်ပါတယ်။ဆိုတော့ဒီ Formula Season တွေကိုကြည့်ရှုပေးကြတဲ့ပိတ်သက်အရောက်စီတန်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးအနုပညာရှင်တွေ၊ Celebrity တွေ၊ဒီမျိုး Content Creator တွေကိုဖိတ်ခေါ်ပြီးတော့ Interview Season တွေလုပ်သွားမှာလို့ဆက်ဆက်စောင့်ကြည့်ပေးကြပါအောင်ရှင်။ကြည့်ရှုပေးအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ပို့ပါ။ကျေးဇူးအများကြီးတင်ပါတယ်။